စီမီတောက်လေးတစ်ခုကြီးလိုက်တဲ့အခါအခုမြင်နေရတဲ့မီတောက်လေးဟာအခုနကမီတောက်လေးနဲ့အတူတူပဲလို့ထင်ရတယ်။တကယ်တော့မတူဘူးတတ်တတ်စီပါ။တိတ်ပန်နေရဆိုရင်လေအခုနကမီတောက်လေးဟာတောင်ကျွမ်းပြီးအငွေ့အဖြစ်အပေါ်တက်သွားပါပြီ။အခုမြင်နေရတဲ့မီတောက်လေးဟာအောက်ကလောင်စာနဲ့မီးနဲ့ထိပြီးတော့အသက်ဖြစ်လာတဲ့မီတောက်လေးပါ။အစားထိုးနေတာအရမ်းမြန်တော့တဆက်တဲလို့ဖြစ်ပြီးတော့အတူတူပဲလို့ထင်ရတာပါ။ အင်မတန်အားကောင်းတဲ့ကင်မရာနဲ့အနည်းပြွက်ရိုက်ပြီးကြည့်တဲ့အခါပူထင်ရှားပါလိမ့်မယ်။ဒါကြောင့်လည်းဖျောင်းတိုင်ဆိုရင်လည်းတဖြည်းဖြည်းနဲ့တူသွားတာပါ။စီမီခွဲဆိုရင်လည်းရေနံတဖြည်းဖြည်းကုန်သွားတာပါ။ရေနံကိုမီးစာကဆုပ်ဆုပ်သွားပြီးတော့မီးတောက်တွေစစ်တိုက်အစာထိုးဖြစ်နေတာပါ။အခုနောက်ကမီးတောက်လေးဟာအမွေအဖြစ်ပြောင်းသွားပါပြီ။နောက်မီးတောက်တစ်ခုကနောက်မီးစာတို့လောင်စာတို့အစာရှိတဲ့အကြောင်းတရားတွေကြောင့်အသက်ဖြစ်လာတာပါ။ဒါကို လောင်စာကုန်သွားတဲ့အခါထိထိဆဆနေရပါလိမ့်မယ်။လောင်စာဆိုတဲ့အကြောင်းတရားထောက်ပံ့မရှိရင်မိတော့လီလောင်ကျွမ်းပြီးအခိုးဖြစ်ငြိမ်းသွားတာကိုထိထိဆဆမြင်ရမှာပါ။ဇေတိုက်ထောက်ပံ့နေလို့သာ အသက်သက်တွေ စားထိုးဖြစ်နေတာကိုပစ်စ်တယ်လို့ထင်ပြီးတော့ဒီမိတော့လီရှိနေတယ်လို့ထင်ရတာပါ။လူနဲ့မြန်မာတတ္တဝါတွေဟာလည်းဒီသဘောတရားပါပဲ။မောင်ဖြူရှိနေတယ်ပဲထင်ရပါတယ်။အခုမြင်နေတဲ့မောင်ဖြူဟာအခုနောက်မောင်ဖြူပဲလို့လည်းထင်ရပါတယ်။ ပြီးတော့လီလိုပဲအစာထိုးဖြစ်ဖြစ်နေတာတွေကမြန်တော့တော့အတူတူပဲလို့လည်းထင်နေပါတယ်တကယ်တော့မီးတောက်လေးလိုပါပဲအခုမြင်နေရတဲ့မီးတောက်လေးဟာအစကတည်းကလည်းမရှိဘူးလောင်စာတို့မီးတို့ရှီတို့အစရှိတဲ့အကြောင်းတရားတွေကြောင့်အထောက်ပတ်တွေကြောင့်မီးတောက်လေးဖြစ်လာတာပါပြီးတော့အမွေးဖြစ်ပြောင်းသွားပြီးနောက်အကြောင်းလောင်စာတွေကြောင့်နောက်မီးတောက်လေးဖြစ်လာလိုက်နဲ့စစ်တိုက်အစာထိုးဖြစ်ဖြစ်နေတာပါလူနဲ့ပြမတတ္တဝါတွေဆိုတာကလည်းအစကတည်းကမရှိမနေပါဘူး ဆံရကံစိတ်ဥဒုအဟာရဆိုတဲ့အကြောင်းထောက်ပံ့တွေကြောင့်အကျိုးလူနတ်ပြပါတတဝါတွေဖြစ်ဖြစ်လာနေတာပါအရေးပြားလေးကိုပဲကြည့်ကြည့်ပါအခုမြင်နေရတဲ့အရေးပြားက အခုနာကမြင်နေရတဲ့အရေးပြားလို့ထင်နေပေမဲ့ဤတော့လေးဥပမာလိုပဲအခုနာကအရေးပြားလေးနေရာမှာကံစိတ်ဥဒုအဟာရဆိုတဲ့အကြောင်းထောက်ပံ့အသက်တွေကြောင့်အကျိုးယူရတဲ့တွေကစားထိုးဖြစ်နေတာပါဒါကြောင့်ရေပြားတွေကမွေးကင်းစကလေးကနေတည်တဲ့အထိပြောင်းလဲသွားတာပါ ိတိတာတာဥဒုပြောင်းတဲ့အခါအာဟာရပြောင်းတဲ့အခါစိတ်ပြောင်းတဲ့အခါကံပြောင်းတဲ့အခါမှာအရေးပြားတွေတိတိတာတာကြီးပြောင်းသွားတယ်။မတိမတာဥဒုပြောင်းတဲ့အခါအာဟာရပြောင်းတဲ့အခါစိတ်ပြောင်းတဲ့အခါကံပြောင်းတဲ့အခါမှာအရေးပြားတွေဟာမတိမတာပြောင်းသွားမှာပါ။အရေးပြားပေါ်မှာထိုးထားတဲ့တက်တူးရုပ်တွေဟာလည်းမေးမိန်လာတာဒီသဘောတရားပါပဲ။စိတ်တိုက်ညဉ့်ဉန်ကြီးပြောင်းလဲနေလို့တစ်ဆင့်တည်းလို့ထင်ပြီးတော့ငဲတယ်ရှိတယ်လို့ထင်နေပေမဲ့လူနဲ့ပြမတတ္တဝါတွေဆိုတာအစကတည်းကမရှိပါဘူး။ ဆံရအကြောင်းထောက်ပတ်တွေကြောင့်ဖြစ်ဖြစ်နေတာပါ။လောင်စာမကုံတည်၍ပြက်သွားတဲ့မိတောင်လေးနေရာမှာအသက်သက်အစာထိုးပြီးဖြစ်နေတယ်လို့ပဲတန်တရားရှိနေတာပါ။ပူရှင်းသွားအောင်ရေခွေလေးနဲ့ဥမာပြပါမယ်။တင်းငိနေတဲ့ရေပြင်ပေါ်မှာရေခွေလေးဟာအစကတည်းကမရှိနေပါဘူး။အကြောင်းရေစစ်လေးကျလာတဲ့အခါကျရင်တော့အကျိုးရေခွေလေးပေါ်လာပါလိမ့်မယ်။ပေါ်ပြီးတာနဲ့အခုနောက်ကရေခွေလေးနေရာမှာအကြောင်းရေလိုင်းလေးတွေကြောင့်နောက်အကျိုးရေခွေလေးထပ်ပေါ်ပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့အကြောင်းရေးလိုင်းလေးမရှိတော့တဲ့အခါကျရင်အချိုးရပွေလေးရလဲချုပ်ငိမ့်ပြီးတော့ရည်ပြင်းဟာပြန်တည်ငြိမ်သွားပါလိမ့်မယ်။အကြောင်းရေးစဲထက်ကြလာလို့ရှိရင်တော့အခုနောက်အတိုင်းပဲအချိုးတွေထက်ဖြစ်လာပါပါ။အတန်တစ်ခုကြားလိုက်ရင်လည်းချာချာချင်းအတန်ကအရင်အတန်မဟုတ်တော့ပါဘူး။ဥပမာနေအော်ပန်လေးဆိုရင်ပဲပထမအတန်လေးကြားပြီးတော့ပြတ်သွားပါပြီ။မျက်စီကနေနောက်လာတဲ့အတန်ဟာနားစီမှာနောက်ကျတာပါ။စစ်တိုက်ထွက်လာနေလို့ရှိရင်တော့ဒီအတန်ကိုတစ်စစ်တည်းကြားနေတယ်လို့ထင်နေတာပါ။ တတ်သက်စီပါကြားနိုင်တဲ့အကြောင်းတရားတွေရှိနေလို့ကြားနေရတာပါ အကြောင်းတရားတစ်ခုချို့ရင်းသွားပြီဆိုတာနဲ့မကြားရတော့ပါဘူးအကြောင်းကြောင့်အကျိုးတွေဖြစ်နေတာပါလူနဲ့ဒီမှာတတဝါမောင်ဖြူမောင်ဒီအဲ့ဒါတွေကလည်းအစကတည်းကမရှိပါဘူးဆံရဆံရအကြောင်းတရားတွေကြောင့်အကျိုးတရားတွေဖြစ်ပြီးပြည့်နေတာပါ